မင်္ဂလာပါကျမတို့ဒီနေ့ Excel မှာ data extract ထုတ်တဲ့အချိန်မှာ manually တော့ဝါနဲ့စာမျိုးရှင် formula လေးကိုတုံးပြီးတော့ effectively data လေးစက်ထုတ်လို့ရတဲ့ design လေးကိုထပ်ပြပြမှာဖြစ်ပါတယ် function လေးကတော့ give form to left ဒီထုံးရှင် formula လေးကိုဝန်ဆောင်နေတဲ့ဖတ်မယ်ပြီးတော့ရှင် စောမှဒီဒါလေးကိုစံတက်လို့ပြီးတော့အခုဆိုရင်ဂျမကမြို့နံပါတ်လေးကိုပဲဆွဲထုတ်မှဆိုတဲ့အတွက်ကြောင့်မလို့ဟိုအရှိကဥစားလေးပေါ့နော်အဲ့ဒါကြောင့်မြို့လက်ဖော်မူလာလေးကိုတုံးထားပါရှင့်အဲ့ဒါပြီးရင်ဂျမကမာလေးကိုလိုက်ပါမယ် slash ရအရှိပပဟာကိုတုံးချင်တာဆိုတဲ့ကြောင့်မြို့ဂျမရောပါ find ဆိုတဲ့ဖော်မူလာလေးကိုထပ်တုံးမယ်တုံးပြီးသွားလို့ရှိရင် slash ဆိုတဲ့အတွက်ကြောင့်မြို့ slash လေးကို in better ကမာလေးနဲ့ကုတ်ခဲ့ပြီးတော့ ကောမခံပြီးတော့ဆောနာဆဲလီကိုပြန်ဆက်လက်မှတ်လိုက်ပါမယ်ရှင်။ဒါပေမဲ့ကျမဖိုင်းလုပ်တဲ့ဒေတာအထည်ကိုတွားလာမှာဆိုတော့ဒါကြောင့်မို့ slash အထည်ကိုလည်းနော်။အခုကကျမက slash မပါတဲ့ဒေတာကိုလိုချင်တာညုံနယ်ပဲလေးပဲလိုချင်တာဆိုရတဲ့ကြောင့်မလို့ minus 1ဆိုရဟာလေးကိုခဲ့လိုက်ပါမယ်ရှင်။အဲ့ဒါပြီးရင်ကွင်းသားလေးပြစ်ပြီးတော့အန်နာလေးခုလိုက်မယ်။အဲ့ဒါဆိုတော့ညုံနယ်ပဲလေးထွက်လာပါရဲ့ရှင်။ဒီဟာလေးကိုကျမက channel sales တွေအတွက်ပါတုံးချင်တဲ့ကြောင့်မလို့ ယူလက္ခဏာတွေပေါ်လာတဲ့အချိန်မှာ double click တွေခောက်လိုက်ပါတယ်။အဲဒါဆိုရင် channel ထိထိုင်တဲ့အခွန်လုံး on to need to so formula apply ဖြစ်ပြီးတော့ uh effectively ဝါလုပ်ပြီးတပ်ဖြစ်တော့ရဲ့အဲ့ဒီအတွက်ကြောင့်မလို့ဂျမနေနဲ့ဒီလိုမျိုး easy technique လေးတွေသုံးပြီးတော့အော်ကျမတို့ရဲ့ daily အလုပ်လုပ်တဲ့နေရာမှာတော့လောက်ဇာလုပ်တဲ့နေရာမှာတော့လောက်အော် efficiently တုံးကျနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးပါရရှင်။ Thank you for watching. ဒီဗီဒီယိုလေးဒီအတွက် like follow subscribe တင်လုပ်ပေးပါရှင်။ဟင်းနောက်ပြီးတော့မာတိမိတ်ဆွေလေးနဲ့လည်းညဝေပြီးတော့ on knowledge ပဲလို့ရပါတယ်ရှင်။ Thank you ပါရှင်။